ဝကြည့်ကြောမှုတိဆောက်တဲ့အခါ financial IQ တင်မဟုတ်ပါဘူး financial EQ လည်းအင်ပန်ရည်ကြည့်ပါတယ်အားလုံးဝမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကငွေကြေးကြောမှုတိဆောက်တဲ့အခါဝင်ငွေတိုးပေါင်းလှုပ်တဲ့အခါစိတ်ခံစားချက်တွေဘယ်လောက်ထိတက်ရောက်မှုရှိလဲဆိုတဲ့အကြောင်းပြောပြပေးခြင်းပါတယ်ဝင်ငွေကြောင်းပြောတယ်ငွေကြေးကြောမှုတိဆောက်မှုတို့စီးပွားရေးတို့ investment တို့အကြောင်းပြောပြီးဆိုရင်ဒီစိတ်ခံစားချက်တွေကိုကျွန်တော်တို့က ချစ်ကံနေနဲ့ထည့်ပြီးတော့ပြောဖို့လိုတယ်ပေါ့နော်စိတ်ကံလာရဆိုတော့ဒီဒီမှာဖြတ်တက်တဲ့ကျွန်တော်ကြောက်ရွံ့မှုတွေရှိမယ်ဝမ်းသာမှုဝမ်းနည်းမှုဘောဓာဖြစ်မှုတော်ရှင်မှုစသဖြင့်ပေါ့နော်ဒါမျိုးတွေစိတ်ကံလာချက်မှာဒါအခြေခံကြတဲ့စိတ်ကံလာချက်တွေပေါ့ကျွန်တော်စီးပွားရေးတို့ investment တို့လုပ်ပြီးဆိုရင်ပထမဆုံးပြောရမယ့်ဟာတော့ risk ပေါ့နော်စွန့်စားမှုတွေရှိတယ်စွန့်စားမှုတွေရှိတယ်ဆိုတော့ဒါလူများစုကစီးပွားရေးလုပ်မယ် investment လုပ်မယ်ဆိုရင် fear လို့ခေါ်တဲ့ကြောင်းစိတ်ဖြစ်တယ် ဒါတော့ကျွန်တော်တို့ဒီစာမန်လူအများစုမှမဟုတ်ဘူးကျွန်တော်တို့တကယ်ပြောင်းကျင်တဲ့ investor တွေတကယ်စီးပွားရေးလုပ်ငန်းရှင်တွေတော့မှာပဲသူတို့ရဲ့အရင်နေ့ဆုံးရှုံးမှာတော့ကြောက်တာပဲ risk တွေပေါ်မှာဆိုးရိမ်မှုတွေတော့ရှိတာပါပဲဒါပေမဲ့ကျွန်တော်တို့ကဖြစ်လာတဲ့ဆိုးရိမ်မှုတွေကြောက်ရွံ့မှုတွေဘလောက်ကင်တွေနိုင်တယ်လဲဘလောက်စီမံနိုင်တယ်လဲပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ရဲ့ဒီငွေကြေးဆိုင်ရာရလတ်တွေပိုကျကျော်မှုတွေဆုံးရှုံးမှုတွေဒါတွေဖြစ်လာတာဖြစ်တယ်။တာမန်လူအများစုကတော့ငွေကြေးနဲ့ပတ်သက်တဲ့အကူအစပြီးစဉ်းစားပြီးဆိုရင်လုံုံစိတ်ချအောင်ပဲလုပ်၊သိချအောင်ပဲလုပ် risk မျိုးနဲ့ဒီလိုမျိုးစဉ်းစားတော်ဝင်ဝင်တစ်ခုရလာပြီဆိုရင်ဟိုလုံချောင်အောင်မဲ့သူတို့စီမံဖို့စဉ်းစားကြရတယ် risk ယူအောင် implant ကြောက်တယ်ပေါ့နော်အများစုကဘာဖြစ်လဲဆိုတော့ကာမှာပဲအပ်တယ်အတိုးနည်းနည်းပေါ့နော်အတိုးမြန်နည်းနည်းပဲကျွန်တော်ပြန်ရတယ်ဒီ low risk low return ပေါ့နော်ကြောက်ရွံ့စိတ်ကြောင့်စုံစမ်းမှုနည်းနည်းပဲလုပ်တယ်စုံစမ်းမှုနည်းနည်းပဲလုပ်တဲ့အတွက်အတိုးမြတ်ကလည်းနည်းနည်းပဲရတယ်ပေါ့လေတချို့ဆို block ထူအောင်ဖြစ်လဲဆိုရင်ဘယ်မှာထားမှာတော့ စိတ်မချလို့ဆိုပြီးတော့အိမ်မှာပဲတိတ်ကြတာကြီးလည်းရှိတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးပဲသူတို့လောက်ကြကန်ရတယ်ဒါပေမဲ့တစ်ဖက်မှာတကယ်ကျွမ်းကျင်တဲ့ investor တွေ financial literacy မြင့်တဲ့သူတွေ ောက်တကယ်စီးပွားရေးလုပ်ငန်းရှင်တွေကြတော့သူတို့လည်းစိုးရင်စိတ်တော်ရှိတယ်သူတို့ရငွေကြေးနဲ့ပတ်သက်လို့ဒါပေမဲ့သူတို့ကဒီစိုးရင်စိတ်ကိုကောင်းကောင်းကင်တွယ်နိုင်ကြရတယ်သူတို့ကစီးပွားရေးတို့ investment တို့နဲ့ပတ်သက်ပြီးစဉ်းစားပြီးဆိုရင်ညံ့ညွန်မြန်ရှိရှိနဲ့လုပ်နော် risk နဲ့ပတ်သက်ရင် stretch ချပြီးတော့ဖေချာလေးစီမံခံဝယ်ဆိုပြီးတော့သူတို့စဉ်းစားတယ်အဲ့လိုစဉ်းစားတဲ့အတိုင်းပဲသူတို့ရဲ့ဒီငွေကြေးကိုသူတို့ထိထိရောက်စီမံခံဝယ်တယ် stretch ချပြီးတော့ရင်းနှီးမြှုပ်နှံမှုတွေလုပ်တယ်အဲ့ဒီကနေပြီးတော့အချိုးမြတ်တွေသူတို့ပြန်ရတယ်ပေါ့နော်ဆိုတော့အားလုံးကစိုးရင်စိတ်တွေကြောင်းစိတ်တွေရှိတာပဲဒါကိုကျွန်တော်တို့ဖေချာစီမ ်မှခံခွက်မှုလိုတယ်ကိုယ့်ရဲ့ဒီစိတ်ခံစားချက်တွေကိုကျွန်တော်ကိုင်နေနိုင်စမ်းဖို့ပြီးပြီးတော့ကျွန်တော်ရဲ့ကြော်ဝတ်မှုတွေကဖြစ်လာတယ်ဒါကြောင့်မို့လို့ငွေကြေးကြော်ဝတ်မှုတိဆောက်တာနဲ့ပတ်သက်ရင် financial equity မဟုတ်ပဲနဲ့ငွေကြေးဆိုင်ရာညံညံသွေးတွေမဟုတ်ပဲနဲ့ပေါ့နော်ကျွန်တော် financial equity လို့ခေါ်တယ်ကိုယ့်ရဲ့ငွေကြေးနဲ့ပတ်သက်လို့စိတ်ခံစားချက်တွေကိုကိုင်နေနိုင်စမ်းလာလဲအကျိုးသက်မှုအများရှိပါတယ်ငွေကြေးနဲ့ပတ်သက်လို့ဆွေးနွေးစရာရှိတဲ့ဆိုရင် comment မှာမချက်ပြပြီးတော့ဆွေးနွေးလို့ရပါတယ်။ငွေကြေးတွတ်တက်ရင်းနဲ့စီးပွားရေးနဲ့ပတ်သက်လို့ပုံမှန်ကြည့်ရှုချင်တဲ့ဆိုရင်တော့ channel လေးကို surprise လောက်ထားလို့ရပါတယ်အားလုံးကျေးဇူးတင်ပါ